ထိုင်းနိုင်ငံမှာအရက်ရောင်ချိန်နဲ့တောက်ချိန်ကိုကက်သက်ထားတဲ့နိခေပါအချင်းတွေကိုအကက်သက်မထားတော့ဖို့အမျိုးသားအရက်မူဝါဒကော်မတီမူဝါဒဘုတ်အဖွဲ့ကဆုံးဖြတ်လိုက်ပါတယ်။ဆိုလိုတာကတော့အရင်ကအရက်ရောင်ဖို့ကက်သက်ထားတဲ့နေ့လယ်နှစ်နာရီကနေညနေ9နာရီအတွင်းအရက်ရောင်ချခွင့်နဲ့တောက်တုပ်ခွင့်ရှိတော့မှာဖြစ်ပါတယ်။ အရက်အရောင်ပိတ်ထားတဲ့အချိန်တွေမှာအရက်တောက်ခွင့်ပါပိတ်ပင်ဖို့ဥပဒေထွက်လာတဲ့အပေါ်ခရီးသွားလုပ်ငန်းတွေဖျော်ဖြေရေးလုပ်ငန်းတွေနဲ့ပြည်သူလူထုကပါကန့်ကွက်တာကြောင့်အခုလိုပြည်လဲသုံးသက်တာဖြစ်တယ်လို့ဒုတိယဝန်ကြီးချုပ်ဆိုဖွန်ဇာရမ်ကပြောပါတယ် ခုစုံဖြတ်ချက်ကိုပြည်သူလူထုအသွင်သဘောထားရယူပြီး15ရက်အကြာမှာလွတ်တော်ရဲ့စုံဖြတ်ချက်မလိုဘဲအတည်ပြုသွားမှာဖြစ်ပါတယ်ဖြောဖြေးလုပ်ငန်းတွေကတင်ပြထားတဲ့ညတကောင်အချိန်ကနေမနက်၄နာရီအတွင်းအရက်ရောက်ခွင့်ပြုဖို့ကိစ္စကိုတော့စုံဖြတ်ချက်မချခဲ့ပါဘူးဒီတောင်းဆိုချက်အပေါ်မှာတော့လူထုကျန်းမာရေးဝန်ကြီးဌာနနဲ့ကျန်းမာရေးပညာရှင်တွေကကန့်ကွက်ချက်ရှိနေပါတယ် ်မက်တန်းတွေအရာရင်တိုက်မှုနဲ့လူသေဆုံးမှုအများဆုံးအချိန်ဟာမနေ့နှစ်နာရီနဲ့သုံးနာရီအတွင်းဖြစ်နေလို့ဖြစ်ပါတယ်။အရက်တောက်ချိန်ကိုညတကောင်ကနေမနေ့နှစ်နာရီအထိတိုးမြင့်ကောင်တိုးမြင့်နိုင်တယ်လို့တော့ဒုဝန်ကြီးချုပ်ကပြောပါတယ်။